အာဖရိကတိုက်ကြီးနှစ်ချမ်းကွဲပြီးငါးခုမြောက်သမုတ်တရာကြီးပေါ်ဖို့အခြေအနေပိုများလာပြီကဘာကြီးကဘာတွေဖြစ်နေသလဲဆိုတာတော့မပြောတတ်တော့ပါဘူးတဘာဝဘေးဒဏ်တွေကယခုနောက်ပိုင်းနှစ်တွေမှာခက်ဆက်ဆိတ်လေးဖြစ်ပေါ်လာပါတယ်ဒီနှစ်ထဲမှာမြမငလီနဲ့အတူအခြားသောနိုင်ငံတွေမှာဘီးတောင်ပေါက်ကွဲတာတွေရေကြီးတာတွေစတဲ့ဆိုးရွားတဲ့တဘာဝဘေးဒဏ်တွေဖြစ်ပေါ်ခဲ့ပါတယ်အာဖရိကတိုက်ဟာဆိုရင်လည်းမကြာခင်နှစ်တွေအတွင်းနှစ်ချမ်းကွဲတော့မဲ့အရေးနဲ့ရင်ဆိုင်နေရပြီဖြစ်ပါတယ်လွန်ခဲ့တဲ့2005ခုနှစ်လောက်ကတည်းကအီသီယိုးပီးယားနိုင်ငံမှာမြေအကွဲကြောင်းကြီးတစ်ခုထွက်ပေါ်လာခဲ့ပါတယ် မြေအကွဲကျောင်းကြီးရဲ့အရှိကစုစုပေါင်း35မိုင်လောက်ရှိလျားပါတယ်။အခုဆိုရင်တော့အဲ့ဒီမြေအကျောင်းကြီးဟာတဖြည်းဖြည်းနဲ့ပုံမကြီးမှလာခဲ့ပြီးဖြစ်ပြီးကဘာပေါ်မှာပြင်ဆင်မမြောက်သမုတ်တရားကြီးတစ်စင်းထပ်မံဖြစ်တည်တော့မဲ့ရိပ်ရောင်တွေကိုမြင်တွေ့နေရပြီလို့လည်းသိရပါတယ်။ကဘာမကြီးရဲ့အောက်မှာကြောက်လွာချက်ကြီးတွေတရှိနေပြီးအဲ့ဒီကြောက်လွာချက်ကြီးတွေကရွေးရှားနေတယ်ဆိုတာပြည်သက်များတီးပြီးသားဖြစ်မယ်ထင်ပါတယ်။အခုအီသီယိုးပီးယားကအကြောင်းနေရာကကြောက်လွာချက်ကြီး၃ခုစုံတဲ့နေရာပါ အာဖရိကတိုက်ရဲ့အောက်ခြေမှာရှိတဲ့ကြောက်သားလွှာတွေကအရန်ကိုပူပြင်းလွန်နေပြီးအခုလိုမျိုးမြေလွှာတွေကိုကွဲအပ်စေဖို့အထောက်ပံ့ဖြစ်နေစေတယ်လို့လည်းသိရပါဗျ။ဒီအကွဲကြောင်းကြီးကနှစ်စဉ်ဆက်လက်ကြီးထွားလာအောင်မှဖြစ်ပြီးကဘာမြေရဲ့ငါးခုမြောက်သမုတ်တရာဖြစ်တဲ့အထိနောက်ထပ်နှစ်ပေါင်း၅တန်းကနေ၁၀တန်းလောက်အထိကြာမြင့်အောင်မယ်လို့တော့သိရပါဗျ။